ော့ဟင်းလေးမှအလာမပြန်လဲကြိုးဆူလိုက်ပါတယ်အခုတခါကတော့ကျမတို့ဖိုက်စီသမားလေးတွေဖြစ်တဲ့ February 16ကနေ March 20အတွင်းမွေးဖွားတဲ့သူလေးတွေအတွက်ဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့ guide message ကိုတစ်ချက်ကြည့်အောင်ပါဖိုက်စီသမားလေးတွေအတွက် guide message က make an altar အဲ့တော့ make an altar ကဘာကိုပြောတာလဲဆိုရင်မြန်မာလိုဆိုတော့ရာဇဝလင်ထိုင်တာပေါ့ဆို meditation ထိုင်တာမျိုးဒါမှမဟုတ်ဘူးဆိုရင်မိမိမှာရှိတဲ့နော်အလုတ်စရာရှိတဲ့မိမိရဲ့ mind body soul spirit ကိုအကုန်လုံးကိုနော် mind body spirit ပဲပြောပြော soul ပဲပြောပြောစသဖြင့်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတည်ငြိမ်အောင်ပြန်ပြီးတော့မှလောက်တာမျိုးကိုယ့်ရဲ့မတည်ငြိမ်နေတဲ့ဒွိဟာတွေဖြစ်နေတဲ့ကိစ္စရက်တွေမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်ရှိကောင်းရှိလိမ့်မယ်နောက်တစ်ခါကျတော့မိမိတို့ရဲ့ spirit ကိုယ့်ရဲ့အဆောင်ရှောက်တွေနဲ့ဒီကာလမှာတရားထိုင်ရင်းနဲ့เนาะ တခုခု date ထံလောက်ရင်းနဲ့တရားထိုင်ရင်းနဲ့ပဲချိတ်ဆက်တာမျိုးဆောင်ရွက်တာမျိုးလေးတွေလုပ်ဖို့ရှိပါတယ်။အဲ့တော့တချို့သူလေးတွေအတွက်ကတကယ်ကို mystery ဖြစ်တဲ့အရာလေးနဲ့ပတ်သက်ပြီးတော့မှတည်ယူနေတာမျိုးလေးတွေဆိုရင်သူတို့ရဲ့ကိုယ့်ကိုစောင့်ရှောက်နေတော့စောင့်ရှောက်ပုံကိုယ်လေးစီကအာဒီ energy booster ပေါ့နော်ထောက်ပံ့ကောင်းတွေရဖို့လိုအပ်ပါတယ်။နော်လုပ်ဖို့လိုအပ်နေပါတယ်တဲ့။ဒါကြောင့်မို့သူတို့နဲ့ဆက်သွယ်ပါတဲ့။အဲ့တော့ခုကာလမှာဖိုက်စီသမားလေးတွေအနေနဲ့အဲတချို့သူလေးတွေအနေနဲ့ဒီ အာ relationship နဲ့ပတ်သက်ပြီးเนาะ relationship လေးနဲ့ပတ်သက်ပြီးတော့မှချိုးပြက်ဆဲသွားတာမျိုးလေးရှိလားနားကျင်ရတာမျိုးလေးရှိလားအသေးကွဲနေရတဲ့သူမျိုးလေးတွေပါနေမလားတော့မသိဘူးအဲ့တော့ချိုးလူတွေကကြတော့မိသားစုနဲ့အသေးကွဲရတာမျိုးဒါမှမဟုတ်ဘူးဆိုရင်ချိုးသူတွေကအာသူငယ်ချင်းမိတ်ဆွေပေါင်းသွင်းနေဝေးကွာလို့အသေးကွဲရတာမျိုးဒါမှမဟုတ်ဘူးဆိုရင်ချိုးသူတွေကကြတော့ relationship တွေပြတ်တောက်သွားလို့ဒါမှမဟုတ် relationship တွေစကားများလို့အကြီးအကျယ်တွေကို ကိုကိုနာကြည်အောင်လုပ်တဲ့ဟာမျိုးကြီးကြုံရလို့စသဖြင့်အဲ့ဒါမျိုးကြီးပါကောင်းပါလိုက်ပါလိမ့်မယ်ခုကာလမှာအဲ့လိုမျိုးလေးမိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာလေးနဲ့ပတ်သက်ပြီးတော့မှတွေ့နေရတယ်ဒီမှာတော့ Ella ကတော့ relationship လို့ပြောရင်နော်1500မြင့် relationship နဲ့ပတ်သက်ပြီးတော့မှဖိုက်စီသမားလေးအနေနဲ့နာကျင်နေရတဲ့အခြေအနေလေးကိုတွေ့နေရပါတယ် အဲ့တော့ငွေရေးကြေးရေးငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့မှမိမိတို့လုပ်ငန်းဆောင်တာလေးတခုခုပြင်စောင့်ဆိုင်နေရတာမျိုးအပူရွယ်လုပ်နေရတဲ့ပုံစံမျိုးလေးတွေ့ရတယ်။အဲ့တော့မိမိတို့ငွေရဖို့သူများတွေရှိကနေငွေရဖို့နော်စောင့်ဆိုင်နေတာမျိုးလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့ချင်းငွေတွေရဖို့လားလုပ်ငန်းတခုကိုကို proposal တင်ထားတဲ့အရာလေးတွေလုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့မှကိုလုပ်မယ်လို့ရည်ရထားအရာလေးတွေက investment နော်ကိုရင်းနှီးမြှုပ်နှံတဲ့သူတွေရှိရပဲစောင့်မျှော်နေရမျိုးလားအဲ့ဒါမျိုးလေးတွေ့ရတတ်ပါတယ်။နောက်တစ်ခုကကြတော့မိမိအနေနဲ့ အလောက်ကအလောက်ကိုင်လေးနဲ့ပတ်သက်ပြီးတော့မတော်တော်လေးကိုစတင်ပြီးတော့စတင်နေတဲ့အယူကိုတွေ့ရတယ်နော်အဲအလဲလက်ကိုရောက်နေပြီးမိမိလှုပ်ချင်တဲ့အလောက်ကိုင်တစ်ခုကလက်လက်ကိုရောက်နေပြီးတချို့ကလည်းတချို့ကလည်းကိုပိုင်လုပ်ငန်းလေးဖြစ်တဲ့အတွက်ငွေကြီးကြီးစိုက်ထုတ်ပြီးတော့မှလုပ်နေကြတာမျိုးနော်နောက်တစ်ခုကကျတော့တချို့သူတွေကလည်းအဲ့ဒီလုပ်ငန်းလေးအတွက်ငွေမပေါ်ဘဲနဲ့ ငွေပိုစိုက်ထုတ်နေရတာမျိုးငွေငွေထက်ဝင်နေရတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်။ဒါမှမဟုတ်လည်းကောင်းပါတယ်။အရင်ကြီးလဲဟိုကမဖြစ်ပါနဲ့ပေါ့နော်။ဆိုတော့ငွေထက်ဝင်နေရတဲ့ပုံစံမျိုးလေးအလောက်ကန်လေးတွေကလည်းကောင်းမွန်နေတယ်။မိမိတို့စတင်ခဲ့တဲ့စပြုခဲ့တဲ့အလောက်ကန်လေးတွေကအာတကယ်ကိုလောင်းထန်းကိုသွားနိုင်တယ်၊ရေရှည်သဖြင့်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်။ဒီမှာမိသားစုရေမိသားစုရေနဲ့ပတ်သက်ပြီးတော့မာတော့ဒီမှာဘာလေးကိုပိုခံစားမိလဲဆိုနိုင်ငံသားမှရောက်နေတဲ့သူလေးတွေ နော်မိသားစုနဲ့ဒီမိရဲ့ချက်မှာရောက်နေတဲ့သူလေးတွေကိုပို့ပြီးတော့မှဒီမှာ message ရပါတယ်နော်ပို့ပြီးတော့မှဒီမှာခန်းစားမိပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကကြာမိသားစုနဲ့အဲရောက်နိုင်ငံရဲ့ချက်မှာရောက်နေတာဖြစ်တဲ့တော့ကို့အနေနဲ့စိတ်ပိုင်းဆိုင်ရာအဆင်မပြေတာမျိုးလေးဖြစ်နိုင်ကြည့်ရှိတယ်အဲ့တော့စိတ်ကလေကို့အတွေးတွေကတမျိုးအိမ်နဲ့မိသားစုနဲ့လိုက်အဲ့လိုပုံစံမျိုးလေးဖြစ်နေတာဖြစ်တဲ့တော့ဒီမှာဘာလေးလှုပ်ဖို့လိုအပ်လဲဆိုတော့မိမိရဲ့စိတ်နဲ့ကိုယ်နဲ့တည်ငြိမ်ဖို့ဟန်ချက်ညီဖို့เนาะအပလဲနံမှာတင်ဖို့လေ lũ ăn gì đấy နှစ်ပြိုင်နက်တည်းမှလည်းမိမိရဲ့မိသားစုနဲ့เนาะမိမိရဲ့မိသားစုနဲ့လည်းအဆင်ပြေဖို့ဟာမိုနီဖြစ်ဖို့ဓာတ်မျိုးလေးလည်းကြုံရဟိုရှိနေပါတယ်။တချို့လူတွေကမိသားစုလို့ပြောရင်အိမ်နောင်အိမ်နောင်ရှင်သမားတွေအိမ်နောင်ရေးသမားတွေเนาะအိမ်နောင်ရှင်တွေချိုးချော်တော့ရေချမ်းရေချမ်းမှခွဲနေရတာမျိုးလင်းနဲ့မရအတူတူမရှိနေဘူးမိသားစုကအတူတူမရှိနေဘူးမောင်နဲ့သားမောင်နဲ့နှမအတူတူရှိမနေဘူး။အာနောက်တစ်ခုကကြတော့တမီးကအတူတူရှိမနေဘူးစသဖြင့်ဓာတ်မျိုးလေးကိုဖြစ်ပါပါတယ်။အဲ့ဒါမျိုးလေးဖြစ်တဲ့ဆိုရင်ကိုယ့်ရဲ့စိတ်ကိုဟန်ချက်ညီဖို့အရင်ရေးကြည့်ပါတယ်။ကိုလှုပ်ချင်တဲ့မျိုးတွေ စစ်မလုံမိပါစေနဲ့အဲ့တော့ဘာလို့ဖြစ်မလဲတွေးရတွေးထဲမှာကို့အနေနဲ့ဇူတီယိုလှုပ်လိုက်တာမျိုးအမားလေးပါတတ်တယ်အဲ့တော့ကို့ဖြစ်ချင်နေတဲ့စိတ်ဆန္ဒလေးတွေကိုထိန်းချုပ်ပါအတွေးတွေကိုလည်းမလွန်စေပါနဲ့အဲနောက်တစ်ခုကကြတော့ငွေသုံးဆွဲတာလေးနဲ့ပတ်သက်ပြီးတော့ဝင်ငွေထွက်ငွေမျှတာပါအရာရာမျှတာဖို့လိုအပ်တယ်ဟန်ချက်ညီဖို့လိုအပ်တယ်အဲ့တော့မိသားစု relationship အိမ်တော်ရဲ့အခြေရေးမေတ္တာရဲ့ နော်စာတပြေရတာမျိုးလေးနဲ့ပတ်သက်ပြီးတော့မှအဲဘာလို့ဖို့လို့လဲဆိုဟန်ချက်ညီဖို့လိုအပ်တယ်အဲဘဲလန့်ညီမျှဖို့လိုအပ်တယ်ဒါကြောင့်မို့လဲသူကဒီ message ကြီးကြလာတယ်လို့ကျွန်မကတော့ယုံကြည်ပါတယ်အဲ့တော့အပညာရဲ့ပိုင်းဆိုင်ရာပညာရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှ Pisces လေးတွေဒီကလာထဲမှာပညာရေးရဲ့အတွက်နော်ပညာပညာရဲ့အသေးတစ်ခုတည်းပညာရေးနဲ့ပတ်သက်ပြီးပညာရေးတွေနဲ့ပတ်သက်ပြီးတော့မှခྱི་ထွက်ရတာမျိုးနေရက်ကိုစွန့်ခွာရတာမျိုးလေးတွေတွေ့နေရတယ် ဲ့တော့တချို့သူတွေနိုင်ငံရဲ့ရေးမြေရေးမြေရဲ့ခြားကိုထွက်ခွာရတာမျိုးကိုယ့်ရဲ့ပညာရဲ့ပိုင်းဆိုင်ရာနေပြီးပြီကိုယ့်ရဲ့အကြီးဘွားတိုးတက်ရာပတ်ကြီးဘွားတိုးတက်ရာတိုးတက်ကြောင်းနေနဲ့ပတ်သက်ပြီးမှထွက်ခွာရတယ်ဆိုတဲ့ပုံစံမျိုးအလေတွေ့နေရပါတယ်အဲ့တော့ရေးမြေရဲ့ခြားအဝေးတနေရာကိုထွက်ခွာရတာမိသားစုကိုထားပြီးရောမှာပေါ့နော်အဲ့တော့ထွက်ခွာရတဲ့အချိန်မှာတော့နည်းနည်းလေးပြင်ပန်းရတာပေါ့နော်နာကျင်ရတာမျိုးလေးဖြစ်တယ်စိတ်တော့ကရောက်ရတာမျိုးလေးဖြစ်မှာပေါ့အဲ့တော့နောက်တစ်ခုကကျတော့ နိုင်ငံရဲ့ခြားနိုင်ငံရဲ့ခြားကံလေးနဲ့ပတ်သက်ပြီးတော့မှကံကောင်းနေတယ်လို့ပြောလို့ရပါတယ်အဲ့တော့အရင်တော့ကမိမိစူးစမ်းခဲ့တဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့မှအဲ့တော့နိုင်ငံရဲ့ခြားသွားဖို့ကိစ္စရက်ကလေးနဲ့ပတ်သက်ပြင်ဆင်ခဲ့ရတဲ့အရာမျိုးအခက်အခဲလေးတွေကြုံတွေ့ခဲ့ရတာမျိုးနောက်နေ့စံစာခဲ့ရတာမျိုးလောက်တိုင်းစင်ပြေခဲ့ရမျိုးလေးဖြစ်ခဲ့တဲ့သူတွေရှိတယ်ဆိုရင်ဒီကာလကအရင်ကိုအဆင်ပြေလာပြီးခက်ခဲတွေကြော်လွားပြီးတော့မှမိမိလိုချင်တဲ့အောင်မြင်မှုအာ like ြည့်ဝလာမယ်လို့ပြောလို့ရအဲ့တော့အခုကာလဒီကာလမှာနိုင်ငံသားကိုသွားဖို့စီစဉ်နေဆိုရင်တော့စီစဉ်ခဲ့တာအဆင်ပြေဘူးဆိုဒီကာလလေးကပို့ပြီးတော့မှအဆင်ပြေလာပြီနိုင်ငံသားသွားဖို့အတွက်ပြင်ဆင်တာမျိုးတွေအောင်မြင်တာမျိုးတွေပြီးမြောက်တာမျိုးချုပ်ပြီးသားရတာမျိုးလေးတွေတချို့ဟိုတချို့သူလေးတွေအတွက်က offer ရတာမျိုးလေးတွေဖြစ်ကောင်းဖြစ်နိုင်ခြေရှိပါတယ် နောက်တစ်ခုကကြတော့အာနောက်တစ်ခုတချို့သူလေးတွေဗာလေးတွေတွေ့ရလဲဆိုတော့ခါကြတော့နိုင်ငံရဲ့ခြားသွားရင်းနဲ့ပဲဖြစ်ဖြစ်နိုင်ငံရဲ့ခြားမှာပဲဖြစ်ဖြစ်အာသူငယ်ချင်းတင်မိတ်ဆွေတစ်တင်နဲ့စုံစည်းရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ခြေရှိတယ်။နောက်တစ်ခုကကြတော့လုပ်ငန်းဆောင်တာလေးတွေနဲ့ပတ်သက်ပြီးတော့မှအောင်မြင်မှုရတာမျိုးနော်ဟိုဂုံပြူရတာမျိုးဂုံပြူချင်းမြင်ရတာမျိုးလေးလည်းတွေ့နေရတယ်။နော်ဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးလည်းတွေ့နေရတယ်။အဲ့တော့အဓိကတော့ဗာလဲဆိုတော့စိတ်အယံပြင် ပူတတ်တာမျိုးအတွေးတွေများနေတတ်တာမျိုးเนาะကိုယ့်ရဲ့အတွေးတွေကအငယ်အောင်ခြောက်ခြားဖြစ်နေတာမျိုးလေးတွေမဖြစ်ပါစေနဲ့เนาะဒီလလေးထဲမှာတော့တတိထားဖို့လိုအပ်တယ်ကိုဖိုက်စည်းစီကအဲ့လိုမျိုးအာတကယ်အတွေးထဲမှာနေပြီးတော့မှ action ယူရတဲ့အပိုင်းလေးတွေမှာဆိုနည်းနည်းလေးဘာဖြစ်တယ်လဲဆိုတဲ့အခါကျတော့နည်းနည်းလေး action ယူဖို့ဆိုရင်နည်းနည်းကြံ့ကြာတတ်တယ်အရှင်ယူဖို့အတွက်ကိုသူတို့ကစိုးရိမ်စိတ်ဇဝေဇဝါလေးတွေဖြစ်တတ်တယ်အဲဒါကြောင့်မို့ကိုယ့်ရဲ့စိတ်ကို grounded ဖြစ်အောင်လုပ်ပါအဲ့တော့တချို့ခုနကပြောခဲ့သလိုမျိုးမိမိဒီအာလို့ပြောမလဲတခြားလောက်ဝဲစမ်းကြတဲ့ကိစ္စရဲ့ကလေးနဲ့ပတ်သက်တင်ယူနေတဲ့တင် जा နေတဲ့သူလေးတွေရှိတဲ့ဆိုရင် အဋိဌံကောင်းကောင်းဝင်ပါ practice ကောင်းကောင်းနေလုပ်ပါเนาะအာကျင့်စဉ်နေကောင်းကောင်းကျင့်ပါအာပြီးသွားတဲ့အခါကျရင်အာဒီမလေးဘာကိုအများစုခံစားရလဲဆိုလို့အကြမ်းမြင်ဟောနေတဲ့သူတွေအကြမ်းမြင်နဲ့ပတ်သက်ပြီးတော့မှ median shift ပေါ့နော် median median shift လုပ်နေတဲ့သူတွေနောက်တစ်ခုကကျအဲ့လိုမျိုးလေးတွေပုံမြင်ရတယ်ပုံခံစားရတယ်သူတို့ကိုလေသူတို့သူတို့တကယ်ကိုဘေးနားမှာသူတို့ရဲ့ spirit guidance တွေက သူတို့ရဲ့ပြီးမြောက်မှုအတွက်ကိုအောင်မြင်မှုအတွက်ကိုဘာလုပ်ချင်တာလဲဆိုတော့ဘေးနေ boost လုပ်ပေးချင်တာပြီးသွားပြီဆိုရင်အဲ့ဒီသူတို့လှုပ်လိုက်တဲ့ပေါ့နော်နောက်တစ်ခုဘယ်လိုပြောမလဲဒိတ်ထံပြီးတာတော့နော်ဒိတ်ထံလို့ပြောမလားနော်အဒိတ်ထံဝင်လာတော့ဒိတ်ထံပြီးသွားပြီဟိတ်ဆိုရင်အဲ့ဒီရလာတဲ့အကျိုးအကျိုးကျေးဇူးကလေမပြောက်သွားတော့အကြိုက်ရှိနေမယ်ဆိုတဲ့ energy မျိုးကိုလေရတယ်အဲ့တော့ဒီကတော့ဗာလဲဆိုတော့ဒီခုခုဒီမှာနောက်ထပ်သူတို့ရဲ့ guide တွေကဗာထပ်ပြီးတော့ message ပေးထားလဲဆိုတဲ့ခါကျတော့အာ လုံနေတာတွေအတွက်ကိုရရဲဝုန်းဝုန်းလုတ်ပါအရင်ကြီးဆိုရင်ကြောက်ကြမှုမရှိနေနဲ့ အရင်ကြီးတွေးခေါ်ပြီးအရင်ကြီးအအရှိယူဖို့အတွက်ကိုအရင်ကြီးဝမ်းမလုံနေနဲ့ clear clear like ကျွန်တော်ရှင်းလင်းတဲ့အတွေးခေါ်ရနေပြီရှင်းလင်းတဲ့တိကျမှုတွေရနေပြီဖြစ်တဲ့အတွက်ရှေ့ဆက်ရှောက်ရမယ်ဆိုလဲရှောက်ပါရှုလူတွေကဒီလိုမျိုးအလုတ်ဝက်စံကျတဲ့ကိစ္စရဲ့ကလေးနဲ့ပတ်သက်ပြီးလိလာခါမှာကိုတယောက်တည်းမဟုတ်ဘူးကိုချိခင်ရတဲ့သူတွေအတူတူလိလာနေတာမျိုးတချို့သူတွေသမီးစားအတူတူလိလာတာမျိုးချုပ်လူတွေကျတော့ငယ်ချင်းတွေချုပ်လူတွေကိုရင်းနှီးတဲ့သူတွေအတူတူလိနာတာမျိုးလေးတွေ့ရတယ်အဲ့တော့ဘာပဲပြောပြောဒါလဲဆိုတော့ကိုရဲ့ တောက်လျှောက်တဲ့ပုံကိုတွေကလည်းနော်ကိုယ့်ရဲ့ spirit တွေကလည်းမလုံနေလဲဆိုကိုကိုအာကောင်းချင်းနေပေးခြင်းနေတဲ့ universe ကလည်းနော်စัจ java ကြီးကလည်းကိုကိုကိုယ့်ရဲ့ဒီလှုပ်ဆောင်ခဲ့တဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့တကယ့်ကို boost လုပ်ပေးခြင်းနေဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်ဆိုတော့ five six လေးတွေကဒီကာလလေးကကောင်းမွန်နေတယ်လို့ပြောလို့ရတယ်အဲ့တော့ retrograde ကာလလေးမှာ communication ပေါ့နော် retrograde ကာလလည်းဖြစ်တဲ့အတွက် mercury retrograde ဖြစ်တဲ့အတွက် communication နဲ့ပတ်သက်ပြီးတော့လည်းသူကပိုးပြီးညွှန်းနေတာဖြစ်တဲ့အတွက် ဖိုက်စီးသမားလေးတွေကဒီရီထိုဂရိတ်ကာလအတွင်းမှာကိုကိုအဲခဏပြောတဲ့တည်ငြိမ်မှုလို့ဒိဋ္ဌန်နေဝင်ဘဲမှမတော်ဘဲနဲ့ဒိဋ္ဌန်နေဝင်ပြီးတော့မှကိုလစ်လုံနေတဲ့အရာလေးတို့ပို့ပြီးတော့မှအာပြီးမြောက်အောင်မြောင်ဘူးစတာဘူးစတာတက်အောင်ပေါ့နော်အာဖိုကတ်စ်ထားစေချင်ပါတယ်ဆိုတော့ yeah ကိုကိုစောင့်ရှောက်နေတဲ့စောင့်ရှောက်ပုဂ္ဂိုလ်တွေကလည်းဘေးနားမှာ ready ဖြစ်နေပါတယ် uni squad ကလည်းကိုကိုအဲအဲ့ဒီအရာလေးနဲ့ပတ်သက်ပြီးတော့မှလာပြီးတော့မှအခွင့်အခွင့်ကအခွင့်ရေးအခွင့်လန်းကောင်းလေးတွေပေးဖို့စောင့်ဆိုင်နေပါတယ်တဲ့